ဖရာရီအန်ဖန်ဆောင်လေဘာဟုကပိုကောင်းမလာပင်ပိုဆိုးလာနေတယ်ဆိုတဲ့ running ဘရိတ်တမန်အောင်မေးမိလားများ yes sport iba coach ကိုစာပေကနေတင်ဆက်ပေးနေပါတယ်ဘန်ကစားမဟောင်းရင်းတွေကတော့ဒီနေ့မှဆန်ရင်နေပြောင်းရွှေ့ခြင်းနဲ့လေဘာဟုတို့ခေါ်ယူထားခဲ့တဲ့ဖရာရီအန်ဖန်ဆောင်လေဘာဟုတင်ဟာဟန်ဆက်မညီညာမှုတွေဖြစ်နေတယ်လို့မှတ်ချက်ပေးပြောကြလာခဲ့ပါတယ်ဖန်စာအတန်းဆန်းနေရတာရှိသေးတဲ့ဂျာမန်လူငယ်ကျယ်ဝင့်ကစားမတူဖြစ်ပြီးကွင်းလက်တိုင်းစစ်ကစားမှာထူးချွန်နေလို့နေမယ်ကြည်ပါရင်သူဟာဘေးရန်လီဘာကူစင်မှာ2023-24ရာသီတုန်းကဘွန်ဒက်လီကာချန်ပီယံဆုကိုရှုံးဝဲမရှိဆန်ကျင်နေစုခုနိုင်ခဲ့တဲ့အဓိကကစားမပါ အဲ့ဒီအတိုင်းမှာသူဟာဗိုလ်တက်လီကာမှာ32ပွဲကစားပြီး17ဂိုးသွင်းကာ17ကြိမ်ဂိုးပတ်နေပေးခဲ့ပါတယ်။မင်္ဂလာပါဘောလုံးချစ်သူညီအစ်ကိုများချိန်ကုန်မခံပဲအပြင်စာရွက်တွေကိုင်းစေရမလို့ပဲ internet line ရှိရောဖုန်းလေးတစ်လုံးရှိရောနဲ့ yes ball i bet 89 agency မှာဘောလုံးကစားလို့ရတယ်နော်။နေ့စဉ်တိုင်းမှာဘောလုံးပွဲဘောစုံကိုတနေရာထဲမှာစော်ကစားနိုင်ပြီးတော့ i bet 89မောင်းငါး6မှာ body မောင်းပထမပိုင်းဒုတိယပိုင်းတော့မကောက်ဘောလုံးပွဲတစ်ပွဲကိုရှုထောင့်ဘောစုံကနေကစားနိုင်အောင်မှာဖြစ်ပါတယ်။အကောင့်တဲ့10ရာခိုင်နှုန်းစနေနေ့တိုင်း unit ဖြည့်9ရာခိုင်နှုန်း လာချုပ်ရှုံးကျစ်ဘောနဲ့900ရာခိုင်နှုန်းပေးတဲ့အပြင်ညီပြမရှိယုံကြည်စိတ်ချသောကစားရှင်တွေဆိုရင်တော့ Yes Sport ပေးကနေပဲဖြစ်ဖြစ် Viber Telegram 3921539ခွန်လေး3000ကနေပဲဖြစ်ဖြစ်ဆက်သွယ်ကစားနိုင်ပါတယ်ခင်ဗျာ။ ဂျာမန်မျိုးသားအသင်းမှာလည်းသူ့ရဲ့စွမ်းဆောင်ရည်ကထင်ရှားခဲ့ပြီး2024ယူပြန်ပွဲမှာဂျာမနီအတွက်အဓိကအစားမဖြစ်ခဲ့ပါရင်2025လရာသီမှာလေဘာဟုကဗက်စ်ကိုဗီဒိန်ဆန်ရှင်လင်ပြောင်းရွှေ့ခြင်းပေါင်း136တန်းနဲ့ခေါ်ယူခဲ့ပါရင်ဒါဘိုင်ယန်မန်စီးရီးယားနဲ့ရှင်5ပီခေါ်ယူခဲ့ရခြင်းပါလေဘာဟုရဲ့ရွေးချယ်ကဗက်စ်ရဲ့ဖန်တီးမှုစွမ်းရည်နဲ့အတိုင်းစစ်ကိုအားပေးမဲ့မိုဟာမက်ဆာလက်အတူအသင်းကိုတည်ဆောင်ဖို့ပါဒါပေမဲ့လက်ရှိ2025-26ရာသီပရီးမီးယားလိမှာ6ပွဲကစားပြီးချိန်ထိဗက်စ်ဟာဂိုးပါဝင်ပတ်သက်မှုရှိမထားသေးပါဘူးပွဲထွက်ကစားခွင့်ရတဲ့အခါတိုင်းပွဲချိန်ပြီးမှကစားရပင်လူစားလဲခံရတာကြောင့်နီရာအာနီဆလောက်ရဲ့ယုံကြည်မှုကဗက်စ်ပေါ်မှာယော်နေနေပြီလားဆိုတဲ့ မေးခွန်းကထွက်ပေါ်လာခဲ့ပါရင်မန်ချာနိုင်တဲ့ကရဝင်တိုင်းစင်မိုရိုနီကဒယ်ရိန်နိုနီရှိုးမှာဗန်ဆယ်နဲ့ချိတ်ချင်းနေတဲ့လဘောက်တင်းပေါ်တက်ရောက်မှုကိုတုံ့တက်ခဲ့ပါရင်ရနီကဖရီယန်ဗက်ဆာအခြေစွမ်းပြနိုင်မှုရုံးကန်နေရတယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူးလို့ပြောခဲ့ပါရင် ဘန်ဆာဘွန်နယ်လီကာမှာထိုးချွန်ခဲ့ပေမယ့်ပရီးမီးယားလိရဲ့ပြင်းထန်တဲ့ကစားပုံဖိအားတွေနဲ့အဆင်မပြေဖြစ်နေတယ်လို့သူသုံးသပ်တယ်။ဒါပေမဲ့ဗန်ဆာကစားပုံကမစိုးဘူးလို့လည်းသူကထောက်ခံပြောဆိုခဲ့ပါတယ်။ဒါကဗန်ဆာရဲ့အသေးကိုအေးမဲ့ပြပြီးတော့လက်ရှိရုံးကန်မှုကယာယီဖြစ်နိုင်တယ်လို့သူယူဆတာကိုပြပါတယ်။ရနီကလီဗာပူးရဲ့တိုက်စစ်ပိုင်းမှာကစားမအများကြီးရှိနေတာကိုထောက်ပြတယ်။ဆာလာ၊အိုင်ဆန်၊ EKTG ၊ဂါဘိုတို့လိုကစားမတွေကပွဲထွက်ကစားခွင့်ရဖို့အပြိုင်ဆိုင်ဖြစ်နေတယ်လို့သူကပြောပါတယ်။ဒီလိုအချိန်မှာ Vast 2ကိုအားကိုးဖို့ခက်ခဲပြီးသူ့ရဲ့ကစားပုံကအသင်းရဲ့ဟန်ချက်ကိုထိခိုက်စေနိုင်တယ်လို့ရနီကယူဆပါတယ်။ရနီက Ferian Bass ကစားတဲ့ကားလည်းဘာလို့အသင်းကိုဟန်ဖျက်မြင်ဖြစ်စေပြီးအသင်းပေါ်ထိခိုက်မှုရှိသေးတယ်လို့ပြောခဲ့ပါတယ်။ Bass ရဲ့ကစားပုံကဘန်နီမွနဲ့တိုက်ဆက်ပိုင်းကိုအားတန်အောင်ပဲ။ Premier League ရဲ့ပြင်းထန်တဲ့ကာယပုံနဲ့အလင်းမြန်ကစားပုံကိုပြေဝမလိုက်နိုင်သေးဘူးလို့သူကသုံးသပ်တယ်။ ဒါကြောင့်ဗန်ကစားတဲ့အခါအသင်းရဲ့ခံစင်းတဲ့တိုင်းစင်ဟန်ချက်မကြီးဖြစ်ပြီးတော့ရလက်တွေကိုထိခိုက်စေတယ်လို့သူယူဆခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရွန်နီကဗန်ဆက်ရေးသွဲကိုအတိမတ်ပြုတ်ပြီးသူကထိတဲ့အစင်ကစားပါဖြစ်တာကြောင့်ချိန်ကြရင်ပုံစံကောင်းပြနိုင်မယ်လို့ယုံကြည်ထားတယ်။ဒါကဗန်ဆက်လက်ရှိရုံးကန်ရမှုကယာယီဖြစ်နိုင်ပြီးပရီးမီယာလိနဲ့အဝင်ခွင့်ချဖြစ်လာရင်အောင်မြင်မှုရလာနိုင်တယ်လို့သူမြင်တယ်လို့ဆိုလိုတာမျိုးဖြစ်ပါတယ်။ဗန်ဆာဘောနဲ့လိကမှာဖိအားနေပြီးမိဘပိုင်းကပိုလွတ်လက်တဲ့ကစားပုံမှာထိုးချုံခဲ့တယ်။ဒါပေမဲ့ပရီးမီယာလိရဲ့ပြင်းထန်တဲ့ကာယပိုင်းနဲ့အလျင်အမြန်ကစားပုံကိုအဆင်မပြေဖြစ်နေတာနဲ့တူပါတယ်။ဆိုဘောစလိုင်းကလက်ရှိမှာဗန်ဆက်ပို့ပြီးတော့အဝင်ခွင့်ချဖြစ်နေပြီးသူ့ရဲ့ကစားပုံကအသင်းရဲ့ဟန်ချက်ကို ပိုထိန်းမိထားနိုင်တယ်လို့ရိနီကသုံးသပ်ထားပါတယ်။ Vans ဟာ Premier League နဲ့အဝင်ကွင်းကြားဖြစ်ဖို့အချိန်လိုရတယ်။ Slot အနေနဲ့ Vans ကိုပုံမယုံကြည်မှုပေးပြီးပွဲထွက်ကစားကွင်းပို့ပေးမယ်ဆိုရင်သူဟာဆာလာနဲ့တွဲဖက်ကစားပြီးဂေါဖန်နေမှုတွေကိုပြန်လည်ရရှိလာနိုင်ပါတယ်။ဒါပေမဲ့ Slot က Vans ကိုဆက်လက်ပွဲထွက်နေရမှာမထင်ပဲ Sports Line လိုမျိုးကစားသမားတွေကိုအားကိုးနေမယ်ဆိုရင် Vans ရဲ့ယုံကြည်မှုကပိုရောကျလာနိုင်တယ်။ဒါသူ့ရဲ့စွမ်းဆောင်ရည်ကိုပိုထိခိုက်စေပြီးပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုပိုများလာစေနိုင်ပါတယ်။ဒီလိုဆိုရင် Vans ရဲ့လေဘောကစားမပွားကအနေအနေနဲ့ရင်ဆိုင်ရလာနိုင်ပါတယ်။ Vans ဟာထိတိုင်းရည်သွေးရှိတဲ့ကစားမဖြစ်ပြီးသူ့ရဲ့အသက်အရွယ်ငယ်ငယ်မှုနဲ့ဘွန်ဒလီကာမှာအောင်မြင်မှုတွေကိုကြည့်ရင်ပရ မင်းမလေးနဲ့အဝင်ကွင်းကြားဖြစ်ဖို့အချိန်နှဲငယ်ပဲလိုအပ်တယ်လို့ကျွန်တော်ကတော့ထင်မြင်ယူဆပြီးကြောင်းပါဆလော့အနေနဲ့ VS ကိုဘလိုပုံစံမျိုးအသုံးချပြီးမြင့်တင်ပေးသွားနိုင်မလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်ညီကိုတို့ကရောဘလိုမြင်ကြလဲ Runny ရဲ့စကားတွေကလက်ခံပေးလို့ရလား VS နဲ့မူလချိန်ဆမျိုးပြန်လည်ပြသနိုင်အောင်မယ်လို့ရောယုံကြည်ကြသေးရလားပြောပြခဲ့ကြပါဦးအစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ